မိဘနှစ်ပါးကတကယ်ကိုသမီးကိုမချစ်လို့ပေးလိုက်တာဆိုရင်တောင်မှမိဘအပြစ်မဟုတ်သမီးကံလို့မလို့ခြင်းလို့ပေးလိုက်ရင်တောင်မိဘအပြစ်လားတာသမီးကံလားတာသမီးကံနော်ညလုံးကလူတိုင်းမှာဘယ်နှလုံးပါလားနှလုံးပါတယ်အဲ့ဒါတစ်လုံးကလောက ရှုထောင်းအောင်ကြည့်ဖို့တစ်လုံးကဓမ္မရှုထောင်းအောင်ကြည့်ဖို့နော်အရာတိုင်းကိုရှုထောင်းနှမျိုးကြည့်မှအမှန်မြင်တာတစ်ဖက်တည်းနဲ့ကြည့်ရင်အမှန်မမြင်ဘူးဆိုတော့အမေတယောက်က ခလေးလေးမွေးတယ်မွေးလို့လည်းပြီးရောမလို့ကျွန်တော်လမ်းဘေးတော့ပြစ်ထားဟာဒီမိမမိခင်စိတ်မပီတာဘူးမိခင်စိတ်မရှိဘူးမလို့ချင်းမမွေးနဲ့ပေါ့မွေးပြီးကမိဘမေတ္တာနဲ့စောင့်ရှောက်အောင်မှာပေါ့ဘယ်လိုညာလို့အပြစ်တွေပြောတာအဲ့ဒါလောကရှုထောင့်အောင်ပြောတာတရားတစ်ခုတည်းနဲ့အစင်မပြေဘူးအဲ့ဒီအတွက်ဘုန်းကြီးတခုပြောပြမြတ်စွာဘုရားရှင်လက်ထက်တုန်းကဇောတိကဇတိလကာကွဏမင်တကတထေကြီးလေးဦးရှိတယ်ဇတိလတထေကြီး ိမ်နောက်ဖေးမှာရွှေတောင်ပေါက်တဲ့တထေးပေါ့သူ့ရွှေတောင်ဘလောက်ကောင်းလဲဆိုရင်ပေါက်တူးနဲ့ပေါက်လိုက်လိုချင်တော့တော့အချိတ်တဆဲဆိုအချိတ်တဆဲတုံးထွက်တယ်အဲ့ဒီပေါက်တူးအဲ့ချွေတော့ကြီးဖယ်လိုက်တဲ့နဲ့ဟိုမှာပြန်ပြည့်သွားတယ်ဘယ်လုံးမှတော့မကုန်တာပြီးရောဒီတထောင်နဲ့နဲ့တော့မှစိတ်ကြိုက်ပဲသူငယ်ငယ်တုန်းကသူ့အမွေးတော့လေမမွေးခင်တည်းကအမေကတက်တံတလုံးရိုက်တာလားဒီကလေးမွေးပြီးရင်ရေမျောပြောပြီးသား တစ်တာကိုပုံညက်တွေနဲ့ရေထဲမျောမှဆိုရင်မဆက်အောင်တခါတည်းလုပ်ပြီးသားသူ့လည်းငွေပြီးရောမိခင်ဝမ်းကကြွက်ခါစားကိုဝွန်အညစ်အကြေးတွေပေးနေတာတော့အဲ့ဒါရေမဆေးဘဲနဲ့ဒီတိုင်းချက်ချိုးဖြတ်ပြီးမျောလိုက်မြေချောင်းတိုင်းမျောသွားတော့ဟိုမှာရေချိုးစိမ့်မှာလည်းရေချိုးနေတဲ့အမျိုးသမီးနှစ်ယောက်ရှိတယ်။အလန့်မြင်တော့တယောက်ကလည်းလုလုလောပါလေကြောက်ရှာကောင်းတယ်လား။လန့်မြင်တဲ့ပထမအမျိုးသမီးကဟိုမှာဟိုမှာတက်တာတုံးမျောလာတယ်အဲ့ဒါငှားဟာတဲ့။ဘာမှမသိညာမှမသိရှင်တော့ နောက်တယောက်ကလည်းအေးအေးမျက်စိနဲ့မြင်နေရတာနင့်ဟာတဲ့မမြင်ရတဲ့အထက်ကဟာငါဟာတဲ့ဟောလုတ်ပြအောင်အထက်မှာမပွေးတာအခွေလိုက်ပါလားဒုက္ခရောက်တယ်လို့အဲ့ဒါဟိုရောက်တော့ကလေးလေးဖြစ်နေရောအရှင်နုဒ္ဒတာသွားလှူတယ်အရှင်နုဒ္ဒတာဒီကလေးရဲ့ကံကြမ္မာကြည့်လိုက်တော့လောကချမ်းသာခံစားပြီးမှနိဗ္ဗာန်ရမှာဒီကလေးကဒီဘဝမှာယဟန္တာဖြစ်မှာသို့တော့လောကီစည်းစိမ်ခံစားအောင်မှာအဲ့ဒါသိတဲ့အတွက်သူတကံတထေးပေးလိုက်ဟောတကံတထေးကလည်း အရှင်နုရုဒ္ဓပေးတယ်ဆိုဝန္တာအယံနဲ့ခေါ်တော့အဲ့ကလေးလဲအိမ်ရောက်တော့တရက်ထဲနဲ့လေဆက်နှစ်နှစ်လုံးလုံးရောင်းမထွက်တဲ့ကုံနေအကုံလုံးတရက်ထဲနဲ့ရောင်းလို့ကုန်ဟာဒီကလေးလက်ကောင်ဟာဆိုပြီးတော့အရွယ်ရောက်တော့သမီးနဲ့ပေးစားတယ်အဲ့ကလေးရောက်တဲ့တက်လိုက်တဲ့စီးပွားလည်းသုံးမကုန်ဖြုံးမကုန်ရကဲအဲ့ကလေးမွေးပြီးတာနဲ့အမေရတခါလေးပြစ်တယ်မမွေးခင်နဲ့ပြစ်ဖို့စီစဉ်ထားတယ်ဘာကြောင့်လဲ ဒီကလေးရဲ့ရှေ့ကံကိုကြည့်လိုက်တော့ကတ္တပဘုရားရှင်လက်ထက်တုန်းကအဲ့ဒီကလေးကပရိင္ဆရာကတ္တပဘုရားပရိနိဗ္ဗာန်ဆန်တော့တတ်တော်ရှိဘုရားတွေပရိနိဗ္ဗာန်ဆန်ရင်ဟိုတေဇောတတ်မလောင်ဓာတ်တော်မပြုတ်ကိုင်။ဘာဖြစ်လို့လဲဖူးမြော်သူစုံတို့။ဘုန်းကြီးတို့မြတ်စွာဘုရားကဘုရားဖြစ်နေ55နှစ်ပဲတရင်တော်ကဖူးမြော်သူမစုံတော့အဋ္ဌိဌာန်လိုက်တဲ့တေဇောတတ်လောင်စေတည်းဘယ်သူမှမီးသွားတော့တာမဟုတ်သူ့တူထလောင်တာ ဓာတ်တော်ပြုတ်ခွဲစေတည်းဓာတ်တော်နှစ်တင်းသားရတာမြန်မာပြည်မှာတော့ဖရဲဓာတ်တော်စီကြီးတွေရှိတာပဲဒီနေ့တမတော်ကမင်းကိုတန်းကိုထာနဲ့တဏနာပြုတ်လွတ်လိုက်တော့ဓာတ်တော်တွေပေးလိုက်တာပါတယ်အဲ့တော့လူတွေကဖရဲဓာတ်တော်ဆိုပြီးတော့ချင်းညိုတရာစိတ်တွေနဲ့ပူဇော်တယ်ဆိုကုသိုလ်တွေရတာပေါ့အဲ့လိုဖြစ်အောင်လို့တက်တဲ့အဋ္ဌထန်လိုက်ကတ္တပဘေယကြတော့နှစ်တောင်းတန်းမှာပွင့်တယ်တက်တော်တထောင်းနဲ့6000တိနေသွားတာဆိုတော့ဖူးမြော်သူစုံတော့သူကဓာတ်တော်မပြုတ်ခွဲဘူးဒါဆိုရင်ဇေဒီတန်ပဲဆိုတဆူတဲပဲတယ်မှာ ဟိုကြီးမလေးခုတ်ပြန်လဲအဲ့ဒါဇေဒီတဆူကြီးညိုလေးခုတ်ပြန်လဲဇေဒီတဆူအဲ့လိုလေလို့လို့မဖြစ်ဘူးလေဒါတဆူလဲပေါင်းတယ်မှဒါဆိုတော့တို့ချွေဇေဒီတယ်မယ်ဆိုတဲတာအေးတိတိခွဲလိုက်တာထပ်ပနာသွင်းကန်ဒီမှာယဟန္တာတပါးကဒီဇေဒီဖူးဖို့ကြွလာလက်ပတ်ကြည့်လိုက်တော့မအူးတစ်ဖက်ကမပြီးသေးဘူးမေးတယ်တခါကြီးတို့ဒီမအူးကမပြီးသေးဘူးလားထပ်ပနာသွင်းတော့မယ်လေ ရှင်ဘုရားတိုင်းသူပြည်သားလူမြတ်တာဝန်ယူတဲ့ဘက်ကရွှေမလောက်လို့ဗျာနာအဲ့ဒါဆိုရင်ငါတကယ်သွားပြောမယ်ဇမနာသူမဲ့ရကကန့်နေပြီရတကာကိုသွားပြောတယ်အဖိုးကြီးတွေလည်းတကာတွေကိုပြောလို့ရှင်ယာတိဥဒ္ဓုကိုတော့ကြည်တင်နေတယ်ထင်တယ်နော်ယာတိဥဒ္ဓုဆိုသိလားမျက်နှာအကဲခန့်လို့ပဲနော်ယာတိဥဒ္ဓုကြည်တင်နေအခုရဟန္တာရှင်မြတ်ကယာတိဥဒ္ဓုမကြည်ဘူးအဲရောက်တာနဲ့တန်းပြောတာတကယ်ကြီးတကယ်ကြီးတို့ဘက်က ရွှေမလားလို့ဟိုမှာမအုပ်တစ်ဖက်မပြီးဘူးဖះထပနာသွင်းဖို့ရက်ကကတ်နေပြီတခါကြီးတို့ချစ်လုံးတဲ့နေမို့လားသူပြောတာတော့အမှန်ပဲလေဒါမှမဟုတ်တကားအဲ့ချိန်ပါဖြစ်နေလဲဆိုနေမြချင်းညာဖြစ်စိတ်ဆိုးတာစိတ်ဆိုးတဲ့အချိန်တော့ပြောလိုက်တော့ဒီမှာဘာဖြစ်မှန်းမသိကိုတော်ကလည်းအရေးနဲ့တမောင်ဆိုတဲ့ပုံစံမျိုးနဲ့စိတ်မရှိလို့ပြောလိုက်တာကိုတော့ဖះရေနဲ့မျောလိုက်တဲ့တခွန်နဲ့ဟာတဲ့ကိုတော့ဖះရေနဲ့မျောလိုက်ဝစီဗေဒာ ိုက်တခွန်းကြောင့်ဘဝတရားတည်တည်အမျောခံအခုတန်းနောက်ဆုံးဘဝအမျောခံတာနော်အဲ့ဒီရှိမှသူ့ကိုမွေးခဲ့တဲ့အမေ69ယောက်69ယောက်လုံးမျောတာကဲဒါဆိုမအေးရင်အပြစ်လားခလေးရကံလားဓမ္မမြင်လုံးနဲ့အဲ့လိုကြည့်ရင် လောကမှာဘယ်သူမှအပြစ်တင်ကြမရှိဘူးနော်ဘယ်သူမှအပြစ်တင်ကြမရှိဘူးယာတိတံဝပတိဘီဇံတာတိတံဟရတိပလံကိုစိုက်တဲ့မျိုးစိမ့်နဲ့တူတဲ့ဒီကို 古片三。 <music>